အခုနှစ်တွင်မြောက်ကိုရီးယားဟာရုရှားကိုစစ်သား3000ခန့်ထပ်မံဆေးလို့ခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်က မလ28ရက်ကပြောပါရယ်။ဒါပြင်မြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲမှာရုရှားကိုကူညီပေးဖို့ရုရှားကိုဒုံးကျည်တွေလက်နက်ကြီးတွေနဲ့ခဲယမ်းတွေထောက်ပံ့ပေးနေစေဖြစ်တယ်လို့လည်းတောင်ကိုရီးယားစစ်တပ်ကပြောပါရယ်။အစင်လာမဟာမိတ်တွေဖြစ်တဲ့ရုရှားနဲ့မြောက်ကိုရီးယားဟာ2022ခုနှစ်ကယူကရိန်းကိုရုရှားကကျူးကျော်ခဲ့ပြီးနောက်ပိုင်းဆက်ဆံရေးတွေပုံမနေကပ်လာခဲ့မှုနဲ့အတူမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ဟာရုရှားကိုထောင်ထဲချီတဲ့စစ်သားတွေနဲ့ လက်နက်တွေထည့်ထားတဲ့ကွန်တိန်နာတွေပေးပို့နေကြောင်းတောင်ကိုရီးယားကဆွတ်ဆွဲခဲ့ပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားတို့ကတော့စစ်သားတွေဆင်လွတ်တဲ့တရင်ကိုတရင်ဝင်အတည်ပြုခဲ့ခြင်းမရှိပေမဲ့လည်းပြီးခဲ့တဲ့နှစ်ကရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့မြောက်ကိုရီးယားခရီးစဉ်အတွင်းအပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်အပါအဝင်ပြည်စုံကျေပြန့်တဲ့စစ်ဘက်ဆိုင်ရာစာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဇန်နဝါရီလကနေဖေဖော်ဝါရီလအတွင်းမြောက်ကိုရီးယားစစ်သား3000လောက်ဆေးလွတ်ခံခဲ့ရတယ်လို့ခန့်မှန်းရပါတယ်လို့ တောင်ကိုရီးယားပူရဲဆေးဦးစီးချုပ်များအဖွဲ့ GCS ကထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်ရုရှားကိုကနအိုးပို့ဆောင်ထားတဲ့မြောက်ကိုရီးယားစစ်သား၁၁,၀၀၀အနက်၄,၀၀၀ခန့်ဟာတေဆုံဒါမှမဟုတ်ဒဏ်ရာရခဲ့တယ်လို့ယူဆရကြောင်း GCS ကပြောပါတယ်။အခုလိုလူအင်အားကူညီပေးမှုအပြင်မြောက်ကိုရီးယားဟာဒုံးကျည်တွေလက်နက်ကြီးတွေနဲ့ခင်းရဲတွေဆက်လက်ထောက်ပံ့ပေးနေပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။လက်ရှိအချိန်ထိမြောက်ကိုရီးယားဟာ 190မမအမြောက်တွေနဲ့240မမအတွဲလိုက်ဒုံးပြင်လောင်ချာ unit 220အပြင်တာတိုပြစ်ဘဲထင်းဒုံးကြီး SRPM တွေကိုအများပြားထောက်ပံ့ပေးနေတယ်လို့ခန့်မှန်းရကြောင်း JCS ကထုတ်ပြန်ခဲ့ပါတယ်။